ဒီပွဲကချန်ပီယံကပတ်နဲ့သက်ဆိုင်နေတဲ့ပွဲဖြစ်တာမို့လို့ဂျိုရှွာဘန်ရောဘရန်ဒန်ရိုဘာရော လုံးဝကိုထင်မှတ်မထားတဲ့အရာတွေပြောလာပါပြီ။ဘရန်ဒန်ရိုဘာကတော့ UFC Flyweight တန်းရဲ့ ranking number 1 fighter ဖြစ်သည်နည်းမမိကူကိုယုံကြည်မှုကတော့လုံးဝကိုအပြည့်ဝပါပဲ။ဟိုနေ့ကအင်တာဗျူးမှာလေဘန်ရဲ့ပွဲတွေကိုသူအမြဲတမ်းကြည့်ဖူးပါရတဲ့ဘန်ကတကယ်ကိုလေးစားဖို့ကောင်းတဲ့အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပါရမီပါတဲ့ကစားသမားဖြစ်ကြောင်းနဲ့ ဒါမဲ့သူနဲ့တွေ့လို့ရှိရင်တော့ဘန်ကအိပ်ပျော်သွားမှာဖြစ်ကြောင်းဒီကနေ့အင်တာဗျူးမှာတော့ပို့ပြီးတော့လေးလုံးထွားလာတာကသူနဲ့ဂျော့ရှွာဘန်နဲ့ပွဲပြီးလို့ရှိရင်ဂျော့ရှွာဘန်ကဆေးုံတက်ရမှာအသေးချာပဲဆိုပြီးတော့လေးလုံးထွားခဲ့ပြန်ပါတယ်ကြည်လူပြောမှလည်းပွဲကိုလူစိတ်ဝင်စားမှုကပိုများမှာကိုဒါလေးပြောလေးပြောသင့်ပါတယ်သူ့ရဲ့အခြေအနေနဲ့ရော ranking number 1ဂုံပုတ်နဲ့ညီပြောသင့်ပါတယ်ဂျော့ရှွာဘန်ကတော့ဒီပွဲနဲ့ပတ်သက်ပြီး ဒီပွဲကကျွန်တော်ရဲ့မျောလင့်ချက်ဖြစ်တဲ့ချန်ပီယံကပတ်နဲ့သက်ဆိုင်နေတာမို့စိတ်ကိုတည်ငြိမ်အောင်ထားပြီးအကောင်းဆုံးရှင်ပြိုင်သွားပါမယ်တဲ့ဒီပွဲမှာဘသူကပူပြီးတမ်မာရီဆိုတာအပြိုင်ရမှာမဟုတ်ဘူးဘသူကပူပြီးညံသုံးကစားနိုင်လေဆိုတာအပြိုင်ရမှာပါပြီးတော့ဘသူကပူပြီးစင်းစားသွေးကော်ကစားနိုင်လေစရည်အချက်တွေပေါ်မှာအပြိုင်ရမယ်ထင်ပါရီမြန်မာပြည်သက်တွေစိတ်အယမပူချပါနဲ့ဒီပွဲတော့အကောင်းဆုံးကြိုးစားလေးခြင်းပြင်ဆင်နေပါရီပြည်သက်တွေကကျွန်တော်နောက်မှာအမြင်တိုင်းရှိနေမယ်အားပေးနေမယ်လို့ယုံကြည်ပါကြောင် ျော်ရှောမန်ကဒီကနေ့အင်တာဗျူးမှာပြောကြားသွားခဲ့တာပဲဖြစ်ပါ ರಿ ပြီးတော့အားလုံးပြောနေကြသလိုမျိုးကျော်ရှောမန်ကဒီပွဲကိုထိုးတာက UFC ကထိုးခြင်းအများကြီးနဲ့ကန်လိုင်းလိုက်လို့ဒီတက်ကကျတော့သူ့အတွက်အရှုံးမရှိလို့ထိုးတာဆိုပြီးတော့ပြောဆိုမှုလေကျော်ရှောမန်ကသုံးပြန်သွားခဲ့တယ်သူ့အနေနဲ့ဒီပွဲကသူ့အတွက်အရှုံးမရှိလို့ထိုးတာမဟုတ်ဘဲနဲ့ရှုံရှုံနိုင်တဲ့ထိုးတာမျိုးမဟုတ်ဘဲနဲ့လုံးဝကို तू ကနိုင်နိုင်လို့ထိုးတာဖြစ်ကြောင်းကျော်ရှောမန်ကပြောလာခဲ့တာပဲဖြစ်ပါ ರಿ ပြီးတော့အလုံးသိချင်နေကြတဲ့ဂျက်ရှွာဘန်ကဘရူနိုဆေးဗာနဲ့ပွဲမှာ through ထူကြီးဘယ်လောက်ရလဲဆိုတာပေါ့နော်အဂျက်ရှွာဘန်ကအဲ့ဒီပွဲမှာထူကြီးဒေါ်လာသသိန်း9000နဲ့ကျွန်တော်တို့6000ရရှိခဲ့တယ်လို့ UFC ဘက်ကနေဒီဝင်ဖော်ပြထားပြီဖြစ်ပါတယ်ဘရူနိုဆေးဘာကတော့ဒေါ်လာ9000နဲ့15000ရရှိခဲ့တယ် ranking လည်းမြင့်တဲ့တန်တန်လည်းခြားပြီးဆိုတော့အဲ့လောက်ကတော့ရသင့်ပါတယ်ဘန်ကဟာအခုထိဆို prelim မှာပဲထိုးရသေးတာပါ main card မှာမထိုးဘူးသေးပါဘူး prelim တွေကငွေရနေပါတယ်အခု brandon ruber နဲ့ကျွန်တော်တို့ပွဲမှာတော့ main cut တဲ့ပါလာတယ်ပြီးတော့အနီးက lusato ဝင်ထူပေးရတာဖြစ်တဲ့တော့ထူးကြီးကတော့ကျွန်တော်တို့နှစ်သိန်းကနေကျွန်တော်တို့ဒေါ်လာနှစ်သိန်းခွဲလောက်ဒါရမယ်လို့အားလုံးကယူဆထားကြတယ်ဆိုတော့ဒီဘရူနိုဆေးဘားနဲ့ထူပွင့်မှာတော့ဂျိုရှွာဘန်ကဒေါ်လာသိန်းခွဲဆိုတော့စဉ်းစားကြည့်ဗျာဝမ်ချမ်ပီယံရှစ်နဲ့တော့အကွာပါအောင်လားအန်ဆန်ဒိုထက်တောင်းကျွန်တော်တို့ဂျိုရှွာဘန်ကထူကြီးမြင့်နေတာကိုတွေ့ရတယ်ဘာဖြစ်ဖြစ်ပါဂျိုရှွာဘန်ကတော့ဒီပွဲမှာเนาะဘရန်ဒန်ရိုဘာကိုအနိုင်ယူပြီးသွားပြီးဆိုရင်တော့တကယ်တကယ်ကိုမှာ ချန်ပီယံစင်ကိုခွင့်နဲ့နှိစက်သွားပြီဖြစ်ပြီးတော့သူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်တော့မှာဖြစ်ပါရယ်ဗျာ